အားလုံးပဲမင်္ဂလာပါဗျနှစ်သက်ကဆလို့ကျွန်တော်တို့အဆင်ပြေမှုအောင်မြင်မှုတွေတိုးတက်မှုတွေရနိုင်ပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းအပ်ပါတယ်အဲ့တော့နှစ်ဆန်တရက်ကကျွန်တော်တို့ဂျာတာပရီနေ့ဖြစ်တယ်အဲ့တော့ဂျာတာပရီနေ့ဖြစ်တဲ့အတွက်ဂျာတာပရီစမ်းတော်နှစ်လို့ပြောလို့ရတယ်အဲ့တော့ဂျာတာပရီစမ်းတဲ့နှစ်မှာကျွန်တော်တို့အနေနဲ့နံဝင်းအားရရှိစေတာကတနင်္လာဖြစ်တယ်အဲ့တော့ တင်းလာနဲ့ပတ်သက်တာတွေကကျွန်တော်တို့ကအကောင်းဆုံးကတင်းလာမြစ်တာတရားတင်းလာရေဓာတ်เนาะရေကိုစွမ်းအားကိုပေးတယ်ပေါ့နော်နောက်ပြီးတင်းလာငွေကြေးပါအဲ့တော့တင်းလာစမ်းသောနေ့ရောင်းနေပြီဆိုရင်ကျွန်တော်တို့ကဂျမဆိုတရား၄ပါးမှာဟန်ချက်ညင်ညီရှိဖို့လိုတယ်ဆိုပေမဲ့မြစ်တာအားကြီးဖို့လိုတယ်နှဲလို့ပြောတာဒါကြောင့်ပဲကျွန်တော်တို့ မြေတားကမထန်စီပြန်ပြီးတော့ဒီတစ်နှစ်လုံးနေတာမြေတားတုတ်တွေညွတ်နေတာနော်အရက်ဆက်မဲနာမြေတားပို့တွေမြေတားပို့နေတာအော်မြေတားဓာတ်လေးနဲ့နေတာကဒီတစ်နှစ်လုံးတော်ရုံအညံ့အဆိုးဝင်မှာမဟုတ်ပါဘူးဒါတနင်္လာစမ်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ဒီတနင်္လာဆိုတာရေကြိုဖြစ်တဲ့အတွက်ဒီနှစ်တစ်နှစ်လုံးရေနဲ့ပတ်သက်တဲ့အလှူလေးတွေကိုကျွန်တော်တို့များများလုပ်ပေးစေချင်တယ်ဟိုအထူးတလဲလိုက်လောက်ရမယ်ဆိုလိုတာမဟုတ်ပါဘူး အိမ်မှာရှိတဲ့ဖះအောင်ပဲဖះတောက်တော်ရေတွေကတ်ပေးတာမျိုးကျွန်တော်လူတယောက်တောင်မှတနေ့ကို2လီတာလောက်ရေတောက်ကြတာဗျာအဲ့တော့ဖះတောက်တော်ရေဖလားဆိုလဲဘာဖြစ်ဖြစ်3ချိန်4ချိန်လဲပေးနေရောမရအောင်လားရတာပဲအဲ့တော့ဖះတောက်တော်ရေမကြခဏလဲပေးတာမျိုးလုတ်ပေးစေချင်ပါတယ်နော်ဒါဘာမှအပန်းကြီးတဲ့ကိစ္စမျိုးမဟုတ်ဘူးတော်ဝီတနင်းလာဆိုတော့ငွေကြီး အားလုံးယူဆထားတဲ့ငွေကြေးဖြစ်တယ်။အဲတနင်္လာကျိုအားကောင်းနေတဲ့နှစ်ရောက်ပြီဆိုရင်တတ်နိုင်သေးရဲ့ကျွန်တော်တို့ကငွေကိုအလှလေးလှုပ်ပြီးလှူတဲ့တယ်။ငွေကိုဘလို့အလှလေးလှုပ်ပြီးလှူလှူတဲ့လဲဆိုတာကျွန်တော်တို့ကကိုရလာတဲ့ငွေကြေးလစာပတ်စံငွေဓာတ်ရီအကုန်လုံးကိုကျွန်တော်တို့ကမိဘတွေနဲ့နှီးဆက်နေတဲ့လူမျိုးဆိုရင်ကိုယ်တိုင်ငွေသွားပြီးတော့မိဘတွေကို လာရင်ထောက်ပံ့တာမျိုးလုပ်ပါထားပါတော့ကျွန်တော်ကနိုင်ငံခြားရောက်နေလို့အမေဖောက်မထောက်ပံ့နိုင်ဘူးဝေးရမို့လို့ငွေသားဘဏ်ကနေလွှဲပြလိုက်တယ်ဒါကတပိုင်းပါမိဘတွေနဲ့လည်းတမျိုးတည်းနေတယ်နော်အမေဖောက်ဒီလည်းမသွားကျင်တာနဲ့အမေဖောက်ကိုဘဏ်အကောက်ကနေ KB ကနေလှမ်းလွှဲလိုက်တာမျိုးထက်စာရင်မိဘကိုငွေကြီးလက်ထဲထည့်ပြီးကိုယ်တိုင်ကြောတာကဒီနှစ်ကပို့ပြီးထိရောက်တယ်အချို့ကြတော့အမေဖောက်ကိုပစ္စည်းကြီးတွေအများကြီးထည့်ပြီးတော့ငွေသားအသိမပါတဲ့လူမျိုးတွေလည်းတွေ့ဘူးတယ် အာအမေကိုတော့ကျွန်တော်တို့စန်တေးစီတဘုံတော့ထောက်လိုက်မယ်။နောင်ငွေတော့မပေးဘူးဆိုတဲ့လူတို့လေဒီနှစ်မှာတတ်နိုင်တဲ့လူကြီးတို့မတွေကတော့အမဲ့သူတွေကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့လှူသင့်တယ်ပို့ပြီးကတော့သင့်တယ်လို့ကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်တစ်ချက်ကကြတော့အိမ်ကဖះမှာတတ်တတ်မှတ်မှတ်လေးနဲ့နော်ဖန်ကွက်အကြည်လေး ဘာပန်းမှဘာကတော့မှမပါဘဲနဲ့ဖန်ခွက်ကြည်လင်နေတဲ့လှပနေတဲ့ဖန်ခွက်လေးတစ်ခွက်လိုတယ်။အဲဒီဖန်ခွက်လေးမှာကျွန်တော်တို့ငွေဆက်ကိုလေးကိုပေါ့9000တော့လကောင်း10000တော့လကောင်း1000တော့လကောင်းကြော့လေးထိုးပြီးအဲဒီငွေဖလားတယ်။နော်အဲဒီငွေဖန်ခွက်လေးတည်းထည့်ထားလိုက်။နော်ထည့်တဲ့ခါကျရင်လေကျွန်တော်ဘယ်အတွက်ဘယ်အတွက်လှူဖို့ရည်ရွယ်ပြီးဖျားမှာခဏလှူဒါန်းနိုင်ဖြစ်ပါတယ်။ဒါပါတော့ကျွန်တော်တို့ကလောက်ကိုရင်ဘယ်ပရာဟိတမှာသွားလှူမယ်။နော် ဘယ်ဆဲုံဆေးကားမှာသွားပြီးတော့လှုပ်မယ်ဘယ်မိဘမဲ့အကြောင်းမှာလှုပ်မယ်ဒီလိုမျိုးစိတ်လေးနဲ့ရည်ရွယ်ပြီးတော့ပတ်စံလေးတွေကိုကြော့ထိုးအဲ့ဒီကျွန်တော်ခုနကပြောတဲ့ဖန်ခွက်အကြည်လေးတဲထဲ့ပြီးဖះမှာလှူသားစေချင်တယ်နော်ဒါရီယာဂျာတာပရီစမ်းနဲ့နှစ်မှာတင်းလာအားကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါလေးကျွန်တော်တို့လုတ်ပေးနိုင်ရင် ပိုကောင်းပါတယ်ပိုကောင်းပါတယ်ဒါအပြင်ကျွန်တော်တို့ဒီနှစ်မှာဘလူဟာတွေကပို့ပြီးတော့အားကောင်းသေးလေတဲ့အင်ငါချို့ အင်္ဂါဂျိုဟာဒီနှစ်မှာအားကောင်းတာဖြစ်တဲ့အတွက်သုံးကနန်းကိုကျွန်တော်တို့ကမေ့လို့မရဘူး။နော်သုံးကနန်းကိုမေ့လို့မရဘူး။သုံးကနန်းကဒီနှစ်ကအားကောင်းစေတဲ့နှစ်ဖြစ်တယ်။ဒါဆိုသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကမေ့လို့မရဘူးလို့ပြောတာ။အားကြောင့်ဒီလိုနှစ်ပိုင်းတွေကတတ်နိုင်သေးရတဏ္ဍဂုံသုံးပါးကိုအားတိုင်းနှုတ်ကရွတ်နေတာမျိုးတွေနော်ပြီးရင်ကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတက်စာပြုတာမျိုးတွေဒါတွေကိုအမြဲလုပ်တတ်ပါတယ်။ ဒါတွေကိုအမြဲလုံနိုင်နေဆိုရင်ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်အဲ့တော့သာသာပတိစမ်းတဲ့နေ့မှာညံ့နေတဲ့ဂျိုတွေကဗုဒ္ဓဘူးဂျိုတွေဖြစ်တယ်တဲ့ဗုဒ္ဓဘူးဂျိုတွေအားနေတယ်ဒါကြောင့်ဗုဒ္ဓဘူးဂျိုအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုနှစ်ပိုင်းနေမှာနားမလဲပားမလဲတဲ့ကိစ္စတွေကိုလူတော်တော်များများဘာမှမလုပ်တာကောင်းပါတယ်အလိန်ခံရဖို့ရာဂိုင်တော့များတဲ့နှစ်ပါတော်တော်များများမကြွန့်ကျင်တဲ့နေပဲကိုသွားလုံးမရင်အလိန်ခံရတာမျိုး အများကြီးရှိနိုင်တဲ့နဲ့နေပယ်အသီးတွေမှာအွန်လိုင်းကရောမြေပြင်မှာရောလိန်နိုင်မှုယာကန်တုံးတွေများတဲ့နှစ်ဖြစ်တဲ့အတွက်တန်းနိုင်တွေနားမလဲတဲ့ကိစ္စဆိုနားလဲတက်ကြွလူတွေနဲ့တိုင်ပင်မှာလို့ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးတော့ဒီနှစ်ကစနေဂျိုကလည်းဗုဒ္ဓဘုရားနဲ့ပတ်သက်ဆက်နွယ်ပြီးဆက်ဆက်ပြီးအားနည်းနေတာဖြစ်တဲ့အတွက်စနေဂျိုအားနည်းပြီဆိုရင်ကျွန်တော်တို့ကဟိုအရန်ကြီးမသိတဲ့ဒဇိန်တရံနေ လူမျိုးကြားဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့နည်းနည်းလေးဆက်ဆံတဲ့အပိုင်းမှာတတိထားဖို့လိုတယ်။အဲ့တော့အရင်နေ့ကတိနေတဲ့လူမျိုးတွေကိုပြောတာမဟုတ်ဘူး။အခုမှစတွေ့ရယ်။အခုမှသူနဲ့ဆက်ဆံရတာတစ်ခါနှစ်ခါလောက်ပဲရှိသေးတယ်။အဲ့လိုလူကိုယုံပြီးတော့တခုခုလုံပေးလိုက်တာမျိုးတွေတခုခုငွေချီးလိုက်တာမျိုးတွေဒီလူမျိုးတွေမှာတတိထားဖို့လိုတယ်။ဒါကြောင့်ပဲဒဇိန်တရံနေလူမျိုးကြားတွေဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးဒီနှစ်မှာအယံကာယော ယုံကြည်လိုက်လို့မရဘူးအရန်ကာရောတွားပြီးသူတို့တွေကိုကိုယ့်ရဲ့ပစ္စည်းဥစ္စာပုံအပ်လိုက်လို့မရဘူးဆိုတာကိုတော့ကျွန်တော်တို့သိစေချင်ပါတယ်ဒါကတော့ဒစိမ့်တရားမဟုတ်ဘသူမဆိုတော့ဘသူမဆိုဒါလေးတစ်ချက်ကိုလည်းသိစေချင်တယ်နောက်ပြီးကြာသာပရိဆိုတာကျွန်တော်တို့ကပညာကျိုးပါပညာကျိုးဖြစ်တဲ့တော့ကျွန်တော်တို့ပညာစမ်းတဲ့နှစ်ပညာအားကောင်းတဲ့နှစ်လို့ပြောတယ်ဒါကြောင့်ပညာနဲ့ပတ်သက်တဲ့ကျိုးဟာအားကောင်းနေတာဖြစ်တဲ့အတွက်တကယ်ကိုဒီလိုနှစ်မျိုးတွေဟာ ကိုတင်ရင်နဲ့တက်ချင်တဲ့တန်တန်းမျိုးတွေတက်တာမျိုးတွေပညာရဲတစ်ခုခုတိုးဝအောင်လို့ကျွန်တော်တင်လိုက်တာမျိုးတွေပညာနဲ့ပတ်သက်ဆက်နွယ်ပြီးကြိုးစားလိုတဲ့စိတ်ရှိတဲ့လူတွေအတွက်ဒီနှစ်ကရလတ်ကောင်းနိုင်တာဖြစ်တဲ့အတွက်အာငါတစ်စက်မြင့်တဲ့ပညာရဲထက်တက်ရမယ်အာဒါဘွဲလုံးတွေတက်တက်ရမယ်ငါစကောလာရှစ်တွေလျှောက်ပြီးငါနိုင်ငံသားသွားခြင်းတယ်ပညာနဲ့ပတ်သက်ပြီးတစ်ခုခုတော့ငါတနေရာရာလေးမှာရအောင်စာတီဖီကိတ်လေးတစ်ခုရအောင်အဲ့လိုဘွဲလေးတစ်ခုရအောင် ငါပညာရေးနားရတာကြာပြီဒီချိန်မှာငါပညာရေးပြန်ကြိုးစားကျင်တဲ့လူတွေအတွက်တိတ်ကောင်းတဲ့နှစ်တစ်ခုဖြစ်ဒီနှစ်ကိုတွေ့ရတယ်။ဒါကြောင့်ပညာရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေကောင်းတယ်လို့ကိုလုံးမဲ့ကင်မဲ့ကိစ္စမျိုးတွေကိုလည်းကိုယ့်ရဲ့နားလေတက်ကြွတဲ့ပညာရှိတွေအကြံပေးမဲ့သူတွေနဲ့တိုင်ပင်ပြီးလုံးမလာဒီနှစ်ကပုံမအဆင်ပြေလွယ်တာကိုတွေ့ရပါတယ်။တတိထားမဲ့ကိစ္စပေါင်းတဲ့ဆက်ဆံရေးလူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ိုအခြားမိတ်ဆွေတငယ်ချင်းတွေက တိုက်တွန်းလို့လှုပ်တဲ့ကိစ္စမျိုးတွေကဒီနှစ်မှာလွဲတာများပါတယ်။ဆရာသမားတွေအကြံပေးတာမဟုတ်ဘူးနော်။အာမိတ်ဆွေတငယ်ချင်းတွေကမင်းဒီလိုလှုပ်လိုက်ပါလား။အေးမင်းဟိုလိုလှုပ်လိုက်ပါလား။အေးအဲ့လိုမျိုးတွေကိုတတ်နိုင်တဲ့လောက်ချင့်ကြင်ပြီးမှယုံမှာအဲ့တော့မိတ်ဆွေတကယ်ချင်းတွေကဟိုတိုက်တုံးတွေဒီတိုက်တုံးတွေသူတို့ပြောလို့ဟုံနှုံနှုံလှုပ်လိုက်တဲ့ကိစ္စတွေကအဆင်မပြေဘူး။နော်သိသိချင်းနဲ့အဲ့တော့အဲ့လိုလှုပ်လိုက်မိရင်ချင်းနေမကောင်းဘူး။ဒါကြောင့် ကျွန်တော်တို့ကချင်းကြက်တစ်ခုကိုအပြောင်းလဲလုတ်တော့မယ်ဆိုအဲ့ဒီအပြောင်းလဲကကိုယ်စိတ်ထဲကလုတ်ချင်တဲ့စိတ်ရှိလို့လုတ်တာလွင်အပေါင်းအသင်းကပြောလို့မိတ်ဆွေကပြောလို့တငယ်ချင်းကပြောလို့ညီကိုမောင်နှမကပြောလို့ရွှေမျိုးတွေကပြောလို့ဆိုတဲ့ကိစ္စမျိုးတွေမှာအခက်အခဲအတားအဆီးတွေဖြစ်ပြီးထင်တယ်လို့လည်းအဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်ဒါလေးကိုလည်းကျွန်တော်သိထားစေချင်ပါတယ်အဲဒီလောက်လေးပဲကျွန်တော်ပြောပြရစီဗီဒီယိုရိုင်းရှေးွားမှာဖြစ်တဲ့အတွက်အားလုံးပဲနှစ်ဆန်တရက်ကစလို့အဆင်ပြေမှုတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေ စိတ်ပင်ပန်းမှုတွေတောကဒုက္ခတွေကင်းနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ